နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားတဲ့ထုံးလေးတင်ဆက်ပေးပါရမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့မြန်မာနိုင်ငံမှာကလေးလူသမားသက်တမ်းကျော်ရှိနေပြီ။ပဋိပက္ခတွေ၊သဘာဝဘေးအန္တရာယ်တွေနဲ့နိုင်ငံရေးအကျပ်တဲတွေကကလေးအလူသမားရှော့ချရာမှာတိတာထင်ရှားတဲ့စိန်ခေါ်မှုတွေဖြစ်နေရတဲ့ဆိုတဲ့တဲ့။ထိုင်းနိုင်ငံကချနာပူရီပြည်နယ်ထောက်ဖာပေါ်မြို့နယ်အတွင်းအထောက်ထားမဲ့မြန်မာနိုင်ငံသား24ဦးထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့တဲ့ အီရန်အနေနဲ့အစ္စရေးနဲ့ပဋိပက္ခကိုပုံမချဲထွင်လို့ခြင်းမရှိပေမဲ့လည်းမိမိကိုယ်ကိုခုခံကာကွယ်သွားမယ်လို့အီရန်နိုင်ငံသား၏ဝန်ကြီးပြောကြားခဲ့တဲ့တဲ့။နေဆက်ဒေတာဖြတ်တန်းသွားလာမှုမှာတားမြစ်ကန့်သတ်ချက်တွေကိုရုပ်သိမ်းဖို့ကမ္ဘာရီးယားဝန်ကြီးချုပ်ဟာဟွန်ဆန်ကထိုင်းကိုသတိပေးခဲ့တဲ့တဲ့နဲ့ဖီနာဘာချီမှာမော်ရီဟိုနဲ့ဆွန်ဟောင်းမင်းပြန်လည်တွဲပွဲရှိတယ်ဆိုတဲ့တဲ့အဆောင်ရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးစောသတင်းဘုံအနေနဲ့ မြန်မာနိုင်ငံမှာ ကလေးအလို့သမားသက်တမ်းကျော်ရှိနေပြီးပဋိပက္ခတွေသဘာဝဘေးအန္တရာယ်တွေနဲ့နိုင်ငံရေးအကျပ်သေးတွေကကလေးအလို့သမားအရေးအတွက်ကိုရှော့ချရမှာတိတာထင်ရှားတဲ့စင်ခုံမှုတွေဖြစ်နေရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာကလေးအလို့သမားတက်တက်သမား1.5တန်းခန့်ရှိနေပြီးပဋိပက္ခတွေသဘာဝဘေးအန္တရာယ်တွေနဲ့နိုင်ငံရေးအကျပ်အသေးတွေကကလေးအလို့သမားရှော့ချရမှာတိတာထင်ရှားတဲ့စင်ခုံမှုတွေဖြစ်နေတယ်လို့ နိုင်ငံပိုင်သတင်းစာမှာရေးသားထားပါတယ်နနက်ကင်ပတိပခါတွေဖြစ်ပေါ်နေတဲ့ဒေတာတွေမှာကျောင်းတွေမဖွင့်လင်းနိုင်တာအခြေခံပညာသင်ကြားမှုမပြီးဆုံးမီကျောင်းထွက်နေကြတာတွေကကလေးလုံသမားပြည်ထနာကိုဖြည့်ရှင်းရမှာခက်ခဲနိုင်တယ်လို့ဆိုပါရယ်မိသားစုအတွက်တစ်စိတ်တစ်ပိုင်းဝင်ငွေရရှိဖို့အလုပ်လုပ်ကြတဲ့ကလေးတငယ်တွေအနက်၃ပုံတစ်ပုံဟာအင်အကူလုံးကင်ကြရတာဖြစ်ပြီးစိုက်ပျိုးရေးလုပ်ငန်းတွေ ကုန်ထုတ်လုပ်ငန်းတွေနဲ့လက်လီလက်ကားရောင်းဝယ်လုပ်ငန်းတွေမှာလှုပ်ကင်နေကြရတာဖြစ်တယ်လို့လေးလာချက်တရက်ကဆိုကြောင်းရေးသားထားပါတယ်။၎င်းတို့အနေနဲ့အများစုဟာလောခနေပါစွာနဲ့အလုတ်ချိန်ကြာမြင့်စွာလှုပ်ကင်နေကြရတာဖြစ်တယ်လို့လည်းအစိုးရလေးလာချက်မှာဖော်ပြထားကြောင်းရေးသားထားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့ကလေးအလုတ်သမားတွေကိုရေရှည်မှာရွနဲ့ပပျောက်တဲ့အထိရှော့ချသွားရမှာဖြစ်ပေမဲ့လက်ရှိအခြေအနေမှာ၎င်းတို့ရဲ့လူမှုဘဝတွေလုံခြုံရေးဘေးအန္တရာယ်တွေမကြောက်ရွံ့စေဖို့အတွက်အကာအကွယ်ပေးရင် ၎င်းတို့ရဲ့အခွင့်အရေးတွေမှန်ကန်စွာရရှိရင်ပညာရေးစနစ်တစ်ခုခုမှာပညာသင်ခွင့်ရရှိရေးတို့ကိုတောင်းရရှိသူတွေကအဓိကဦးစားပေးဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်းနိုင်ငံပိုင်သတင်းစာမှရေးသားထားပါတယ်။ဒီနေ့ချိန်မှာတက္ကသိုလ်လုံးမှာကလေးလူသမားဦးရေတန်း160ခန့်ရှိနေပြီးကလေး10ဦးမှာတဦးနှုန်းကလေးလူသမားတွေဖြစ်နေကြောင်းအာဖရိကတိုက်ဟာကလေးအလုသမားရာဂိုင်းနှုန်း20ရှိရာကမ္ဘာမှာအမြင့်ဆုံးဖြစ်ပြီးကလေးအလုသမားအရေအတွက်အားဖြင့်လဲ82တန်းနဲ့အမြင့်ဆုံးဖြစ်နေကြောင်း အာရှနဲ့ပစိဖိတ်ဒေသဟာကလေးလုံသမား900ရာခိုင်နှုန်းအရေအတွက်အားဖြင့်62သန်း800ဒုတိယအမြင့်ဆုံးဖြစ်ကြောင်းအမေရိကနိုင်ငံတွေမှာ7သန်း၊ဥရောပနဲ့ဗဟိုအာရှနိုင်ငံတွေမှာ6သန်း၊အာရဲနိုင်ငံတွေမှာ3သန်းရှိနေကြောင်းကလေးလုံသမားဖြစ်ပေါ်တဲ့ရာဂိုင်နှုန်းအဖြစ်အမေရိကနိုင်ငံတွေမှာ900ရာဂိုင်နှုန်း၊ဥရောပနဲ့ဗဟိုအာရှနိုင်ငံတွေမှာ400ရာဂိုင်နှုန်းနဲ့အာရဲနိုင်ငံတွေမှာ300ရာဂိုင်နှုန်းရှိရလို့သိရပါဗျ။ဝင်ငွေနေတဲ့နိုင်ငံတွေဟာကလေးလုံသမားရာဂိုင်နှုန်းအမြင့်မှဆုံးဖြစ်ပေမဲ့ အလေလက်ဝင်ငွေရှိတဲ့နိုင်ငံတွေမှာကလေးအလုသမားအရေးအတွက်ပုံမများပြနေကြောင်းကင်ကနဲတွေအရာအဆိုပါကကလေးအလုသမားအလုံးရဲ့ထက်ဝက်ကျော်ဖြစ်တဲ့56ရာခိုင်နှုန်းအရေးအတွက်အဖြစ်ကလေးအလုသမား84တန်းဟာအလေလက်ဝင်ငွေရှိတဲ့နိုင်ငံတွေမှာနေထိုင်သူတွေဖြစ်ပြီးဝင်ငွေမြင့်နိုင်ငံတွေမှာကလေးအလုသမားနှစ်တန်းရှိနေတယ်လို့နိုင်ငံပိုင်သတင်းစာမှာရေးသားထားပါတယ်။ထိုင်းနိုင်ငံကန်ချနာပူရီပြည်နယ်ထောက်ဖာပေါ်မြို့နယ်အတွင်အထောက်ထားမဲ့မြန်မာနိုင်ငံသား24ဦး ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကန်ချနာပူရီပြည်နယ်ထောက်ဖောက်ပုံမြို့နယ်အတွင်းအထောက်ထားမဲ့မြန်မာနိုင်ငံသား24ဦးထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါဗျ။အဆိုပါကန်ချနာပူရီပြည်နယ်ထောက်ဖောက်ပုံမြို့နယ်ကရင်ကဝေးယားကျေးရွာအုပ်စုအတွင်းမှရှိတဲ့ရဝါချန်တစ်ခုမှာအဆိုပါအထောက်ထားမဲ့မြန်မာနိုင်ငံသား24ဦးကိုဇွန်လ16ရက်နေ့မနက်9:00ခွဲခန့်က ထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့အထောက်အထားမဲ့မြန်မာနိုင်ငံသားတွေဟာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဖျားသုံးစုဒေသကနေတဆင့်ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာကြသူတွေဖြစ်ကြောင်းနဲ့၎င်းတို့ကိုထောင်ဖာပေါ်မြို့ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူဦးဆောင်တဲ့အဖွဲ့ကနေမြေကန်အုပ်ချုပ်ရေးအရာရှိတွေနေမြေကာကွယ်ရေးအရန်တပ်ဖွဲ့နဲ့အမတ်ကိုတရင်ကတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးရှောက်ဖွေဖမ်းဆီးရေးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ထိုင်းသတင်းတွေကဆိုထားကြပါတယ်။ တက်တလုံးမှာလည်း Sea Store Safe ဆိုတဲ့စီမံချက်နဲ့ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်နှိမ့်လန့်တွေနဲ့ဝင်ရောက်လာကြသူတွေကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးပြီးအရေးယူမှုတွေလှုပ်ဆောင်နေတဲ့အပြင်နေစဲလုံကြုံရေးကိုလည်းတင်းကျပ်စွာပေးဆို့စောင့်ကြည့်တာတွေလှုပ်ဆောင်နေကြောင်းထိုင်းသတင်းဌာနတခုရဲ့သတင်းဖော်ပြချက်တွေအရသိရပါဗျ။ ပြီးခဲ့တဲ့ဇွန်12ရက်နေ့ကလည်းထိုင်းနိုင်ငံကချနာပူရီပြည်နယ်ထောက်ဖောက်ပေါ်မြို့နယ်အတွင်းထိုင်းမြန်မာနယ်စပ်ဖျားသုံးစုဒေသဘက်ကနေမောင်းနှင်လာတဲ့ Toyota Hilux V ကိုအမျိုးအစားမိခိုးရောင်ပစ်ကပ်ကတစ်စီးပေါ်လိုက်ပါလာကြတဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသား33ဦးထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်းထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါတယ်။အီရန်အနေနဲ့အစ္စရေးနဲ့ပဋိပက္ခကိုပုံမိုချဲထွင်လို့ခြင်းမရှိပေမဲ့ မိမိကိုယ်ကိုခုခံကာကွယ်သွားမယ်လို့အီရန်နိုင်ငံသားဝင်ကြီးပြောကြားခဲ့တဲ့တဲ့ကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာပါ။အီရန်အနေနဲ့အစ္စရေးနဲ့ပဋိပက္ခကိုပုံမိုချဲထွင်လိုခြင်းမရှိပေမဲ့မိမိကိုယ်ကိုခုခံကာကွယ်သွားမယ်လို့အီရန်နိုင်ငံသားဝင်ကြီးအာဘတ်အာရချီကစွန်း15ရက်ကပြောကြားခဲ့ပါတယ်။အီရန်ဟာပြည်ပရဲ့ရန်လိုမှုကိုတုံ့ပြန်ခဲ့တာဖြစ်ပြီးရန်လိုမှုတွေရပ်တန့်သွားမယ်ဆိုတာကအီရန်ရဲ့တုံ့ပြန်မှုတွေလည်းရပ်တန့်သွားလိမ့်မယ်လို့အာရချီကပြောပါတယ်။ အီရန်နဲ့ကာတာတို့ပူးရဲပိုင်ဆိုင်တဲ့ South Pass ကဲလွန်တံခွေတူဖော်ရေးလုပ်ငန်းကိုအစ္စရေးကတိုက်ခိုက်တာဟာအလွန်အနေရများတဲ့လုပ်ရက်ဖြစ်ကြောင်း RHA ကပြောပါရယ်။ပတိပခကိုပါရှန်ပင်လယ်ကွေ့အထိဆွဲသွင်းလိုက်တာဟာမဟာဗျူဟာအမှားယွင်းတစ်ခုဖြစ်ပြီးစစ်ပွဲကိုအီရန်ရဲ့နန်မိတ်ထက်ကျော်လွန်ပြီးချဲ့ထွင်ဖို့ရည်ရွယ်နေတာဖြစ်ပါတယ်လို့၎င်းကအဆိုပါရယ်။အစ္စရေးဟာအီရန်နဲ့အမေရိကန်နျူကလ িয়ার ဆွေးနွေးမှုတွေကိုလည်းနှောက်ယှက်ဖို့ကြိုးပမ်းနေကြောင်း RHA ကဆွဆွဲခဲ့ပြီး အီရန်အနေနဲ့သဘောတူညီချက်ရရှိဖို့လမ်းဖွင့်ထားကြောင်းပြောကြားခဲ့ပါတယ်။အီရန်ဟာဇွန်15ရက်မှာပြုလုပ်မဲ့6ကြိမ်မြောက်နျူကလ িয়ার ဆွေးနွေးပွဲမှာအဆိုပြုချက်တစ်ခုတင်ပြဖို့အစီအစဉ်ခဲ့ပေမဲ့မကြာသေးမီကတင်းမာမှုတွေမြင့်တက်လာတာကြောင့်ဒီဆွေးနွေးမှုတွေကိုဖျက်သိမ်းခဲ့ပါတယ်။အမေရိကန်ရဲ့ခွင့်ပြုချက်နဲ့ထောက်ပံ့မှုမရှိပဲအစ္စရေးကဘရောမတိုက်ခိုက်မှာမဟုတ်ပါဘူးလို့ RH ကပြောကြားခဲ့ပြီးအစ္စရေးရဲ့တိုက်ခိုက်မှုတွေမှာပုံဝင်ပတ်သက်မှုမရှိကြောင်းညှင်းဆိုထားတဲ့အမေရိကန်ရဲ့ပြောကြားချက်တွေကိုအီရန်ကမယုံကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါတယ်။အမေရိကန်အနေနဲ့သူတို့ရဲ့စေဘောရာကောင်းမွန်ကြောင်းသက်သေပြခြင်းနဲ့ဆိုရင်အီရန်ရဲ့နျူကလ িয়ার အဆောက်အအုံတွေကိုတိုက်ခိုက်နေတဲ့အစ္စရေးကိုရှုံချဖို့လိုပါတယ်လို့ RH ကပြောကြားခဲ့ပါတယ်။ဒါပြင် RH ကကုလသမဂ္ဂလုံခြုံရေးကောင်စီကိုလည်းအပြစ်တင်ခဲ့ပြီးအီရန်အပေါ်အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုလုံခြုံရေးကောင်စီကလိမ့်လျူရှုထားကြောင်းဆွဆဲခဲ့ပါတယ်။ RH ဟာပြပတန်တမန်တွေနဲ့အစည်းအဝေးပြုလုပ်ခဲ့တဲ့အတွင်းအစ္စရေးရဲ့တိုက်ခိုက်မှုကိုလုံခြုံရေးကောင်စီကမျက်ကွယ်ပြုထားကြောင်း အနောက်နိုင်ငံတွေကအစိုးရတွေဟာအစ္စရေးကိုအပြစ်တင်ရမယ့်အစားအီရန်ကိုသာရှုံချခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဒါပြင်အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်အမေရိကန်နဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေလည်းလမ်းလွဲသွားခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးကနျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးဘလို့သောတူညီချက်ရရှိတာကမှမလို့ချင်ဘူးဆိုတာထင်ရှားနေပါတယ်။အစ္စရေးကဆွေးနွေးညှိနှိုင်းမှုတွေမလုပ်ချင်ဘူး။တန်တမန်ကြီးအရစူးစမ်းခြင်းစိတ်မရှိဘူးလို့အရချီကပြောကြားခဲ့ပါတယ်။ဒီအချိန်တော်တွင် အီဇိုရီအာနာဝိုင်တွေကအီရန်နဲ့တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့၃ရက်မြောက်နေ့ဖြစ်တဲ့ဇွန်လ15ရက်မှာ၎င်းရဲ့လေပိုင်းနက်ကိုဆက်လက်ပိတ်ပင်ခဲ့ပါတယ်။ဆက်လက်ပြီးနေဇက်ဒေတာဖြတ်တန်းသွားလာမှုမှာတားမြစ်ကန့်သက်ချက်တွေကိုရုပ်သိမ်းဖို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်ကထိုင်းကိုတရိပ်ပေးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေဇက်ဒေတာဖြတ်တန်းသွားလာမှုမှာတာမြင့်ကန့်သက်ချက်တွေကိုရုပ်သိမ်းဖို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်ကဇွန်16ရက်မှာထိုင်းကိုပြောကြားခဲ့ပြီး ရုပ်သိမ်းခြင်းမပြုပါကထိုင်းနိုင်ငံကတင်ပို့တဲ့အသီးနှံနဲ့ဟင်းသီးဟင်းရွက်တွေကိုတင်ပို့ခွင့်ပိတ်ပင်သွားမယ်လို့ကြားသတမ်းပေးခဲ့ပါတယ်။မေ28ရက်ကကမ်ဘောဒီးယားထိုင်းနဲ့လာအိုနယ်စပ်တွေထိတွေ့တဲ့မြားသရီကန်လိုလူသိများတဲ့နယ်စပ်ဒေသမှာထိုင်းနဲ့ကမ်ဘောဒီးယားစစ်သားတွေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့်ကမ်ဘောဒီးယားစစ်သားတအိုတေဆုံးခဲ့ပြီးတဲ့နောက်နှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်နေတာပါ။ထိုင်းနဲ့ကမ်ဘောဒီးယားစစ်တပ်တို့ကတော့ ၎င်းတို့ဟာမိမိကိုယ်ကိုခုခံကာကွယ်ဖို့လှုံ့ဆော်ခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။မကြသေးမီရပိုင်တွင်ထိုင်းဟာကမ္ဘောဒီးယားနဲ့ထိစပ်နေတဲ့နယ်စပ်ဒေသတွေကိုထိန်းချုပ်မှုတွေတင်းကျပ်ခဲ့ပြီးကမ္ဘောဒီးယားကလည်း၎င်းရဲ့စစ်သားတွေကိုအပြည့်အဝတန်လှန်နှိုးဆော်ထားဖို့နဲ့နိုင်ငံအတွင်းရုပ်သံလိုင်းတွင်ရုပ်ရှင်ရုံတွေမှာထိုင်းရုပ်ရှင်တွေထုံးလင်းပြသခြင်းမပြုဖို့တားမြစ်ခဲ့ပါတယ်။ထားပြင်ကမ္ဘောဒီးယားဟာထိုင်းနိုင်ငံကနေဝယ်ယူတဲ့အင်တာနက်လိုင်းကိုလည်းဖျက်တောက်ခဲ့ပါတယ်။လက်ရှိအထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဟွန်ဆန်ကထိုင်းအစိုးရအနေနဲ့ 24နှစ်ရည်အတွင်းနေဆက်မှာတားမြင့်ကန့်သက်ချက်တွေအလုံးကိုရုပ်သိမ်းခြင်းမပြုပါကထိုင်းရဲ့အသေးနံတွေနဲ့ဟင်းသီးရွက်တင်ပို့မှုအလုံးကိုပိတ်ပင်မယ်လို့နိုင်ငံတော်မေကွန်အတွင်းချင်းချောက်ပြောကြားခဲ့ပါတယ်။ထိုင်းဘက်ကနေဆက်ဖြတ်တန်းသွာလာမှုတွေကိုဒီနေ့မှပုံမှန်အနေထားတိုင်းပြန်ဖွင့်မပေးဘူးဆိုရင်တော့မနက်ဖြန်မှာကမ္ဘောဒီးယားကိုတင်ပို့နေတဲ့ထိုင်းသီးနံတွေနဲ့ဟင်းသီးရွက်တွေကိုတားမြင့်ပိတ်ပင်သွားမှာပါလို့ဟွန်ဆန်ကပြောကြားခဲ့ပါတယ်။ဒါပြင် ီအစီအမံတွေနဲ့ပတ်သက်ပြီး၎င်းရဲ့အသားဖြစ်သူလက်ရှိကမ္ဘာရီးယားဝန်ကြီးချုပ်ဟွန်မာနက်ကလည်းထိုင်းအနာဘိုင်းတွေကိုအသိပေးထားကြောင်းဟွန်ဆန်ကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့ဖီနာဘာချီမှာ မော်ရီယိုနဲ့ဆွန်ဟောင်းပင်ပြန်လည်တွဲပွဲရှိတယ်ဆိုတဲ့အင်္ဂစားသတင်းကိုတင်ဆက်ပေးပါမယ်။စပါတင်ရဲ့တောင်ပန်ကစားသမားဆွန်ဟောင်းမင်းဟာဖီနာဘာချီအသင်းမှာမီးပြမော်ရီယိုနဲ့ပြန်လည်တွဲပွဲရှိနေတယ်လို့သိရပါတယ်။စပါတင်ကောင်းဆောင်ဆွန်ဟောင်းမင်းဟာ 2026အထိသာစာချုပ်သက်တမ်းကျန်ရှိတော့ပြီစပါတင်ကသက်တမ်းတို့ကိုဆန္ဒမရှိတော့တာကြောင့်ဆွန်ဟောင်မင်ကအသင်းပြောင်းရွှေ့ဖို့လိုလားနေပါတယ်ဆွန်ဟောင်မင်ကို Sorry Club အသင်းသက်တမ်းကပြောင်းရွှေ့ခြင်းယူရိုတန်30နဲ့ကမ်းလှမ်းထားပြီးစပါတင်ကလက်ခံထားတယ်လို့လည်းသတင်းထွက်နေပါတယ်ဒါပေမဲ့ဆွန်အောင်မင်ကဥရောပမှာသာဆက်ကစားခြင်းတလို့ဖီနာဘာချီနီပြမော်ရီဟိုကလည်းခေါ်ယူခြင်းနေတာကြောင့်အပြောင်းရွှေ့ပြင်းပြောက်ဖွယ်ရှိတယ်လို့ထင်ကြေးပေးမှုတွေရှိနေပါတယ် ဖီနာဘာချီအသင်းကအစွန်အမင်းကိုတနင်္လာစာယူရို12သန်းပေးဖို့အသိရှိနေပြီ။အဲဒီလစာပမာဏကလက်ရှိစပါးသင်းမှာရရှိနေတဲ့လစာရဲ့2ဆရှိရလို့သိရပါတယ်။ဆောမင်းနဲ့မော်ရီဟိုရိုဟာစပါးသဲမှာ2019ကနေ2021ခုနှစ်အထိတရာသီခွဲဝင်းကျင်လက်တွဲခဲ့ပူးသူတွေဖြစ်ပါတယ်။ဇွန်လ18ရက်နေ့မနက်ခင်းသတင်းတွေကိုတရက်ထွန်းနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ညနေ4နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးသွားမယ်။ ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။ကောင်းသောနေ့ရည်လေးဖြစ်ပါစေ။